ဇလန်းဆာမှာတော့ဖုန်ကြီးကြောင်တစ်ကြောင်မှာဦးစင်းချန်လို့အမည်ရတဲ့ဦးစင်းတစ်ပါးတရင်သုံးတော်မူနေခဲ့ပါတယ်။ယခုချိန်မှာတော့ထိုဦးစင်းဟာလူထွက်တော်မှာဖြစ်လို့အတူတရင်သုံးခဲ့တဲ့ဦးစင်းတွေကိုနှုတ်ဆက်နေခဲ့ပါတယ်။အဲဒီလိုနဲ့ဦးစင်းဟာတပိတ်ကိုလွဲထီးကိုဆောင်းပြီးဖုန်ကြီးကြောင်ဆောင်တဲကနေထွက်လာခဲ့လိုက်ပါတော့တယ်။သူ့ရဲ့ဆန္ဒမပါပဲလူထွက်ရမှာဖြစ်လို့သူ့ရဲ့ခြေလမ်းတွေကိုခက်ခက်ခဲခဲရုန်းကန်ကြွာလန့်နေခဲ့ရပါတယ်။ဖခင်ဖြစ်သူရဲ့ဆန္ဒအရသာလူထွက်ရမှာဖြစ်ပြီး အင်ကိုပြန်လာတဲ့လမ်းတစ်လျှောက်မှာလည်းသူ့ရဲ့ငယ်စဉ်ဘဝအကြောင်းတွေကိုတွေးတောလို့နေခဲ့လိုက်ပါတယ်။ဦးစင်းချံငယ်ငယ်တုန်းကရှင်ပြူပွဲမှာကလေးကကိုရင်ဝတ်ခဲ့ပေမဲ့မိဘနှစ်ပါးရဲ့ဆန္ဒအရလူထွက်ပြီးမိဘအလုံမှာကိုညီပေးရင်လောကီရေးရာတွေကိုစိတ်ကုံလို့နေခဲ့ပါတယ်။တရက်မှာတော့မိခင်ဖြစ်သူဆုံးပါသွားတဲ့အခါမှာမိခင်ကိုကျေးဇူးဆက်ခြင်းတည်ဟုဆိုကာသင်ငန်းပြန်ဝတ်ခဲ့ပါတယ်။လောကကြီးမှာလူသားတွေကြုံတွေ့ခံစားရတဲ့ဥနာတိကကြီးသုံးပါအသက်အရွယ်အိုမင်းပြီးကျမကြီးယိုယွန်းလာတဲ့ဖခင်ဖြစ်သူရဲ့လူဝလဲဖို့တောင်းဆိုချက်ကြောင့် ဖခင်စီကိုပြန်လာပြီးလူဝလဲဖို့ဖြစ်လာခဲ့ပါတော့တယ်။ဦးစင်းချန်တယောက်ဖခင်ရှိရာကိုပြန်လာတဲ့လမ်းမှာထင်းကုတ်သမားတယောက်နဲ့တွေ့ဆုံခဲ့ပါတယ်။သူတို့နှစ်ယောက်စကားပြောနေစဉ်မုန်တိုင်းဝင်ရောက်လာတဲ့အတွက်နီးစပ်ရာဥမင်လိုင်ကောင်းထဲမှာဝင်ခိုခဲ့ကြပါတယ်။ပြီးခဲ့တဲ့ရက်ကသူတို့နှစ်ယောက်ကြားနာခဲ့ရတဲ့အမှုကိစ္စကြောင့်လူဝလဲမှာဆိုရင်တော့ဦးစင်းလူဝမလဲဖို့ထင်းကုတ်သမားကတားနေခဲ့ပါတယ်။သူတို့နှစ်ယောက်ကြားနာခဲ့ရတဲ့လူတတ်မှုအကြောင်းပြောနေချိန်မှာအိုဟစ်တန်နဲ့အတူလိုင်ကူထဲမှာနေတဲ့အဖိုးကြီးရောက်လာခဲ့ပါတယ်။ ီဖိုးကြီးကလှိုင်ကူထဲလာပစ်ကြတဲ့လူသေးတွေကိုမြုပ်ပေးရင်သူ့ဘရာဇာတယောက်ဖြစ်လာခဲ့ပါတယ်။သူ့ဘရာဇာဖိုးကြီးကသူတို့နှစ်ယောက်ပြောနေကြတဲ့လူတတ်မှုကိစ္စကိုစိတ်ဝင်စားသွားတာကြောင့်ဖြစ်စဉ်အကြောင်းကိုပြောပြပေးဖို့ဆိုပါတယ်။တင်ခုတ်သမားဟာတေဆုံသွားတဲ့အလောင်းကိုသူကိုယ်တိုင်မြင်တွေ့ခဲ့တာဖြစ်ကြောင်းစတင်ရှင်းပြပါတော့တယ်။မင်းညံ့နေတော့ကတောကအပြန်လမ်းမှာအတတန်းလွန်အမျိုးသမီးတွေတုံးတဲ့ဘဝတစ်ထည်ကိုတွေ့တော့ဒီဘဝမျိုး ဘလို့ဖြစ်လို့ဒီရောက်နေတာလဲလို့တွေးတောနေခဲ့ပါတယ်။အဲဒီမှာငွေရောင်စရိုးလေးကိုတွေးတော့ကောက်ကြည့်ပြီးပြန်ချခဲ့ပါတယ်။ဒီနားမှာလဲမျက်လုံးပြူပါဇက်ကားကြီးနဲ့လူတီကိုတွေ့လို့လန့်ပြီးထွက်ပြေးခဲ့တယ်ဆိုတဲ့အကြောင်းကိုပြောပြပေးလိုက်ပါတယ်။ဦးစင်းကလည်းမနေ့တုန်းကဒုံရန်တောင်ကြားနားမှာဦးစင်းရှိကနေဖြတ်သွားခဲ့တာကိုမြင်ခဲ့ကြောင်းပြောပြလိုက်ပါတယ်။လက်ထဲမှာငွေရောင်ဓာရှည်နဲ့လေးကိုလွှဲထားပြီးမြင်းစည်းလာသူတယောက်နဲ့မိန်းကလေးကတော့ထန်းစင်ပေါ်မှာအခန်းစီတွေကာထားတာကြောင့်သူမရဲ့မျက်နှာကိုမမြင်လိုက်ရပါဘူး။ တည်ဆုံးသူအမျိုးသားကဓာတ်နဲ့ထိုးခံရတာဖြစ်ပြီးသူ့ကိုထိုးတဲ့ဓာတ်ကိုတော့ရှာမတွေ့သေးဘူးလို့ဦးစင်းကပြောပြခဲ့ပါတယ်။အဲဒီလူကိုဘသူတက်တာလဲလို့အဖိုးကြီးကမေးတဲ့အခါသူတို့ကတော့တော်ပုံတမျစင်ခန်းကိုဖမ်းလိုက်ပြီလို့တိကုတ်သမားကပြောလိုက်ပါတယ်။ထိုအခါအဖိုးကြီးကဒီနေ့တဝိုက်မှာကဒီရက်ဆက်ဆုံးတော်ပုံတမျပဲအခင်ဖြစ်တဲ့နေရာနဲ့စေမိုင်းကွာမှာရှိနေရင်တောင်တရားရုံးကသူ့ကိုပဲဖမ်းမှာလို့ပြောပြနေခဲ့ပါတယ်။ဒီအမှုမှာတော့တော်ပုံတမျတက်တာလို့လဲပြောလို့မရဘူးလို့ ဦးစင်းချံကပြောပြီးတရခွင်ကအကြောင်းတွေကိုစတင်ပြောပြလိုက်ပါတယ်။မနေ့ကတရခွင်မှာလောဘုံတမျက်စင်ခန်းကိုစစ်စေးမင်းမြန်တဲ့အခါမှာဒီအမှုမှာကျုပ်လုခဲ့တာမဟုတ်ဘူးဆိုတာကျုပ်ကျိန်ပြောရတယ်။ဒါပေမဲ့ဘလို့ပဲဖြစ်ဖြစ်ကျုပ်ကိုတည်တန်းစီရင်ပြီးသားပဲမဟုတ်လား။ဒါကြောင့်ကျုပ်ကိုတတ်ကြပါ။ကျုပ်မတည်ခင်အမှန်တရားကိုပြောပြသွားမယ်ဆိုပြီးသူကြုံခဲ့တာတွေကိုစတင်ပြောပြပါတယ်။အပြင်အောက်မှာစင်ခန်းအိမ်နေတုန်းရုတ်တရက်နိုးလာပြီးတောင်ဆောင်လမ်းမှာလူတစုလာနေတာတွေ့တာကြောင့်သွားချောင်းကြည့်လိုက်ပါတယ်။ အစကတော့လူတွေကိုတက်ပြီးလက်ဝဲရဏတွေကိုယူမယ်လို့တွေးထားပေမဲ့မိညာထားပေါ်ကမိမလာလေးကိုမြင်ပြီးသူမကိုဖိုင်ဆိုင်ချင်သွားခဲ့ပါတယ်။ဒါနဲ့သူ့ယောက်ျားကိုတက်ပြီးအဲ့ဒီအမျိုးသမီးကိုကျုံမိမအဖြစ်ထားဖို့ဆုံးဖြတ်လိုက်ပါတယ်။သူ့ယောက်ျားလိုထင်ရတဲ့မြင်းပေါ်ကငွေရောင်ဓာတ်ကင်ထားသူကိုခမရကင်ထားတဲ့ငွေရောင်လိုမျိုးဓာတ်တွေကိုပဲတင်းညိုင်းမှာတွေ့ခဲ့တယ်လို့လောက်ကျံပြောဆိုပြီးတော်ရဲကိုခေါ်သွားခဲ့ပါတယ်။ကြောက်ကူတစ်ခုအနားစီခေါ်သွားပြီးတုံးနဲ့ချောင်းရိုက်ခါကျိုးနဲ့တုံအောင်ထားလိုက်ပါတယ်။ ပါလာတဲ့အဆောင်တွေကိုလည်းရှင်းပြလိုက်ပြီးခမရအမျိုးသားဝေကိုက်ခံရလို့ဆိုကထိုအမျိုးသမီးကိုလိန်လေပြီးခေါ်လာခဲ့လိုက်ပါတယ်။ဖန်စီချုံလောင်ခံထားရတဲ့အမျိုးသားရှိမှပဲစင်ခန်းကထိုအမျိုးသမီးကိုမပွေမရပြုကျင်းလိုက်ပါတယ်။မင်းတို့နှစ်ယောက်စလုံးကိုငါမတတ်ဘူးပြန်ကြတော့လို့စင်ခန်းကလှုပ်ပေးခဲ့ပေမဲ့အမျိုးသမီးကသူ့ကုန်တိတ်ခါအတွက်ရှင်တို့နှစ်ယောက်ရှင်ပြန်တိုက်ခိုက်ပြီးအနိုင်ရသူနောက်ကိုကျမလိုက်ခဲ့မယ်လို့ဆိုပါတယ်။ခမရယောက်ျားကစစ်သူကြီးနှစ်ပေါင်းများစွာဓာရီလေးကျင်းလာတော့ကျုပ်ကိုထောင်ချောင်းမစင်နဲ့ခမရယောက်ျားကိုအခုတက်လိုက်ဖို့ပြောနေတာလား။ ဒါပေမဲ့မိမတယောက်အတွက်နဲ့ဒါမျိုးတွေမစွန်စားဘူးလို့စင်ကန်းကပြောပြီးလက်ထွက်သွားခဲ့ပါတယ်။ထို့အမျိုးသမီးကသူ့ကိုယ်သူတတ်တည်ပါမယ်လို့နေလို့စင်ကန်းကဝန်တားလိုက်ပြီးသူတို့နှစ်ယောက်ရှင်ပြန်တိုက်ခိုက်ဖို့ဖြစ်လာခဲ့ပါတယ်။စစ်သူကြီးကဓာရီကျွမ်းကျင်ပေမဲ့တော်ပုံတမရရဲ့အောက်ကျစ်တဲ့တိုက်ခိုက်မှုကိုတော့နိုင်အောင်မတိုက်ခိုက်နိုင်ခဲ့ပါဘူး။ဘာပဲဖြစ်ဖြစ်သူကကျုပ်ကိုဓာတ်နဲ့15ချက်ပူနိုင်ခဲ့တယ်ပထမတော့သူပဲလို့ဂုံယူစွာအုပ်ရနေခဲ့ပါတယ်အမျိုးသမီးကတော့ဘာဖြစ်သွားလဲလို့တရားသူကြီးကမေးတော့ စာပိုင်းတော့ကျုပ်ကိုကြိုက်နေတယ်ထင်ခဲ့တာဒါပေမဲ့တိုက်ခိုက်နေတော့ပျောက်သွားခဲ့တယ်မိမတွေအားလုံးကအတူတူပါပဲလို့စင်ကန်းကအော်ဟစ်နေခဲ့ပါတယ်စင်ကန်းကလည်းသူ့အပြစ်ကိုဝန်ခံပြီးပြီဆိုတော့မှဒီအမှုကပြီးပြီပဲလို့သူ့ဘရာဇာကြီးကပြောတဲ့အခါစင်ကန်းကိုတရားခံဖြစ်ဖမ်းဆီးလိုက်တာဆိုပေမဲ့စစ်သူကြီးရဲ့အမျိုးသမီးကစင်ကန်းကိုမဆွဆွဲခဲ့ဘူးသူပြောခဲ့တာကလုံးဝကိုတခြားစီပဲလို့ဦးစင်ကဆိုလိုက်ပါတယ်ပုံမျိုးသမီးကစစ်သူကြီးအိမ်တော်ကအစီကမ်းမတူရဲ့သမီးတယောက်ဖြစ်ပြီးငယ်စဉ်ကလေးကစစ်သူကြီးရဲ့အိမ်တော်မှာကြီးပြင်းခဲ့သူပါ စေကံမရဲ့တမိဖြစ်သူကိုစစ်သူကြီးကသဘောကျပြီးကျင်ရတော်ဖြစ်ထိမြခဲ့တာပါ။ဓမ္မကသူမကိုစစ်သူကြီးရှေ့မှတင်အတင်းအဓမ္မပြုကျင့်ပြီးစင်ကံကြွားဝါအောင်ဟင်းနေခဲ့ပါတယ်။ဒါပေမဲ့စင်ကံကသူတို့နှစ်ယောက်လုံးကိုမတက်ဖဲတိုးထဲဝင်သွားခဲ့ပါတယ်။စင်ကံထွက်သွားလို့သူမတို့အသက်ရှင်ပြီဆိုပြီးပျော်ရွှင်နေခဲ့ပေမဲ့စစ်သူကြီးကတော့အလွန်စင်ကားလှတဲ့မျက်လုံးတွေနဲ့သူမကိုစိုက်ကြည့်နေခဲ့ပါတယ်။ မိမဖြစ်သူကယောက်ျားကိုကျိုးဖြစ်ပေးလိုက်တဲ့တိုင်အောင်ယောက်ျားဖြစ်သူကဘာစကားတခုမှမပြောခဲ့ပဲသူမကိုစိုက်ကြည့်နေခဲ့ပါတယ်။ကျမကခွင့်လွှတ်ပေးဖို့ယောက်ျားဖြစ်သူကိုတောင်းဆိုရာကနေကျမမုံမိသွားခဲ့ပါတယ်။ကျမပြန်တရားလာတော့ကျမကိုယ်တိုင်ကျမယောက်ျားကိုဒါနဲ့ထိုးတက်လိုက်မိပြီဆိုတာပဲလို့ပြောပြီးအမျိုးသမီးဟာဝန်နေခဲ့ပါတယ်။ဒါပေမဲ့ဦးစင်တို့အဲ့ဒီအမျိုးသမီးပြောတာကိုမယုံသင့်ဘူး။ဘာဖြစ်လို့လဲဆိုတော့နတ်ဆရာပြောတာကိုလည်းကြားခဲ့လို့ဆိုပြီးနတ်ဆရာပြောပြတာတွေကိုပြန်ပြောပြပါတယ်။ ေဆုံးသွားတဲ့စစ်သူကြီးကိုလက်ဆရာဝန်ပို့ခိုင်းပြီးဖြစ်စဉ်တွေကိုစတင်ပြောပြပါရယ်အမှန်တရားကိုကြုံပြောပြမယ်တော်ဘုံသမ ्या ကကျုံမိမကိုအာရမပြုကျင့်ပြီးတော့သူတို့နှစ်ယောက်ထိုင်စကားပြောနေကြတာဟိုအရင်ကလေးကတီးခဲ့ကြတဲ့အတိုင်းပဲတော်ဘုံသမ ्या ကမိမဖြစ်သူကိုခေါ်သွားတဲ့အချိန်မှာမိမဖြစ်သူကယောက်ျားဖြစ်သူကိုတခိုင်းခဲ့ပါတယ်ထို့အချိန်စစ်သူကြီးကတော့မျက်ရည်တွေစီချလို့နေပါတယ်ဒါပေမဲ့စင်ကန်ကတစ္ဆာမရှိတဲ့မိမကိုတွန်းလဲပြီးစစ်သူကြီးဒီမိမကိုကျုပ်တက်ပေးရမလားလို့မေးလိုက်ပါတယ်အဲ့ဒီနောက်အမျိုးသမီးကထွက်ပြေးသွားခဲ့ပါတယ် ။စင်ကန်းကစစ်သူကြီးကိုလွတ်ပေးပြီးထွက်ခဲ့ပါတယ်။စစ်သူကြီးမှာတော့တစ္ဆာမဲတဲ့မိမအတွက်နဲ့ဝမ်းနွဲပူဆင်းကိုကြွေးနေခဲ့ပြီးမခံစားနိုင်တော့တဲ့အဆုံမှာတော့သူ့ကိုယ်သူဓာတ်နဲ့ထိုးတက်သေးသွားခဲ့ပါတယ်။အဲဒီနောက်လူတစ်ယောက်ရောက်လာပြီးသူ့ကိုဓာတ်နဲ့ထတ်ထိုးပြီးဓာတ်ကိုနှုတ်ယူသွားခဲ့တယ်လို့နတ်ဆရာကပြန်ပြောပြခဲ့ပါတယ်။ထိုအချိန်တစ်ခုတမကကမန်းကရန်ထပြီးမဟုတ်ဘူးသူ့ကိုယ်သူတတ်သေးတာမဟုတ်ဘူးကြုံလဲမလုပ်ဘူးလို့ထားအော်ပါတော့တယ်။အဲ့ဒီကျမှတင်ကုတ်သမားကသူကြုံတွေ့ခဲ့ရတာတွေကိုအမှန်တိုင်းပြောပြပါတော့တယ်။ချုံဘွားတထဲနဲ့စရိုးတွေ့ပြီ အနအကြာမှာတော့အတန်ကြာလို့ခြုံပုံနာကခြောင်ကြည့်ခဲ့ပါတယ်စစ်သူကြီးကိုတပစ်မှာခြေထားပြီးသူမိမကတော့စပင်ဖိနေခဲ့ပါတယ်စင်ကန်ကတော့တူထောက်ပြီးသူ့ကိုလိုက်ခဲ့ပေးဖို့တောင်းဆိုနေခဲ့ပါတယ်တော်ဘုံတမရစင်ကန်ကကလေးဘွားကလေးကကောင်မလေးတယောက်ကိုမြင်တွေ့ပြီးဆွဲလန်းသွားခဲ့ရာကနေယခုအမျိုးသမီးကသူငယ်စဉ်ကဆွဲလန်းခဲ့ရတဲ့ကောင်မလေးဖြစ်နေခဲ့တာပါအဲဒါကြောင့်အမျိုးသမီးကသူ့ကိုရယူခြင်းတည်းဆိုရင်သူ့ယောက်ျားကိုအနိုင်တိုက်ပြီးမှရယူဖို့ပြောလာခဲ့ပါတယ် အမျိုးသမီးတစ်ယောက်ရဲ့မာယာထောင်ချောက်ချမှာကြောက်ရွံ့သွားတဲ့အမျိုးသားနှစ်ယောက်ကတော့တကယ့်ယောက်ျားကောင်းဆိုတာတက်တည်ဖျားဖို့အတွက်ရှင်ပြန်တိုက်ခိုက်ကြပါတော့တယ်။စစ်သူကြီးဟာရှောင်းတင်းရင်နဲ့ပဲကြောက်တုံးပြီးမှထောင်ထားတဲ့ဓာတ်ပုံမှောက်လဲပြီးထိုးဆိုင်သွားခဲ့ပါတယ်။တော်ပုံသမ ्या ကလည်းသူလုတာမဟုတ်ဘူးလို့អော်ပြီးထွက်ပြေးသွားခဲ့ပါတယ်။တည်ရဆဲဆဲဖြစ်နေတဲ့စစ်သူကြီးရင်ဘတ်မှာစိုက်နေတဲ့ဓာတ်ကိုတက်ခုသမားကရောင်းစားဖို့အတွက်နှုတ်ယူလာခဲ့တာဖြစ်ကြောင်းကိုငိုယူပြီးရှင်းပြပါတယ်။အမှန်တကယ်တော့တက်ခုသမားကစိုးပစ်တဲ့ကလေးတွေကိုဆောင်းရှောက်ကျွေးမွေးခဲ့သူတယောက်ပါ ူ့ရဲ့ကလေးတွေစာလောင်မှုကိုပြပြအောင်ဝေရောက်တာကိုယူခဲ့ခြင်းဖြစ်ပါတယ်ဒီလိုနဲ့ဦးစင်းဟာလူသားတွေထဲမှာအနေငယ်ကောင်းတာတွေရှိသေးတယ်ဆိုတာကိုနားလည်လာပြီးလူဝမလဲဖြစ်တော့ပဲအကြောင်းကိုပြန်ချွာလာခဲ့ပါတော့ဒီစကားထဲမှာဦးစင်းဟာတကယ်အမှန်တရားကဘာလဲဆိုတဲ့မိကုံးကိုတွေးနေတဲ့သူတစ်ယောက်ပါဘောဘုံဓမြစင်ကန်းကသူ့ရဲ့ကြွန့်ကျင်မှုနဲ့စစ်သူကြီးကိုတတ်လိုက်တယ်လို့ပြောတယ်မိမဖြစ်သူကကြတော့သူ့ရဲ့ခင်မုန်းကိုသူမကိုယ်တိုင်တတ်လိုက်မိတယ်လို့ဆိုပြန်တယ်စစ်သူကြီးကနတ်ဆရာတွေဝင်ပို့ပြီးသူ့ကိုယ်သူအဆုံးစီရင်လိုက်တယ်လို့ပြောတယ် က်တဲ့တူဖြစ်တဲ့ထင်ကုတ်သမားကတကယ်ဖြစ်တဲ့အကြောင်းကိုသိနေပေမဲ့အမှုမှန်ကိုပြောချင်ခဲ့တာမဟုတ်ဘူးလူတွေကတကယ်ဖြစ်ခဲ့တဲ့အရာတွေကိုမတူညီတဲ့တက်တီထွက်ဆိုပုံတွေကိုကြားရတဲ့အခါအမှန်တရားဆိုတာတခုတည်းမရှိဘူးဆိုတာသိလာပါတယ်။လူတွေအားလုံးကိုမယုံနိုင်ပေမဲ့မေတ္တာရှိတဲ့လူတွေကတကယ်ရှိတယ်။ဒီဇကာကလူသားတွေအပေါ်ယုံကြည်မှုပြန်လည်ရှာဖွေတဲ့ခရီးကိုပြတ်တပေးတာဖြစ်ပြီးလူသားပေါင်းထဲမှာကောင်းမှုနဲ့မကောင်းမှုတွေကြားမှာရှင်သန်နေကြတယ်ဆိုတာကိုပြတ်တပေးသွားတာဖြစ်ပါတယ်ခင်ဗျာ။